စ်ဂျူရီလူကြီးများကအစဉ်သင့်ဖြစ်လာသည်တက်တေလေးဒါစင်ခန့်ဤထွက်ဆိုချက်များရှေ့နေများဤငင်းခုံရှောက်လဲချက်များတရားသူကြီးဤညွန်ကြားချက်များတရားခွင်တွင်လာရောက်နားထောင်သူများမှ၎င်းတို့ဤမျက်နှာရိပ်မြင်ကလေးကိုတစ်ချိန်လုံးအကဲခတ်နေမှုများကို나이ပါ930ခန့်မလုံးမရှက်ရင်ဆိုင်ကြားနာကြရသည်ခုနှစ်ဆက်တည့်ရဲ့ကြာတရားခွင်ပြီးတွင် စီရင်ချက်ချနိုင်ဖို့အတွက်၄၂နှစ်ကြာဆွေးနွေးခဲ့ကြပြီးမှအစဉ်သင့်ဖြစ်လာခဲ့ရခြင်းလည်းဖြစ်ပေသည်။၎င်းတို့အတွက်ပေးထားသောဂျူရီကန်နဲ့တွင်အချင်းချခံထားရသလိုနေခဲ့ရပြီးနောက်ဂျူရီဆယ်ဦးသည်၎င်းတို့၏အမိများကို စီရင်ချက်စာရွက်ပေါ်တွင်ဂုံယူဝင်ကြားစွာလက်မှတ်ထိုးပေးလိုက်ကြသည်။နှစ်ဦးကတော့လက်မှတ်သာထိုးပေးလိုက်ရတော့လေမကြေမနက်နှင့် ုံမှုံသောမျက်နှာပေးဖြင့်ကျန်သူများနှင့်မရောမနှောပဲတောင့်တနေရတွင် ထိုင်နေကြသည်အခန်းထဲတွင်၎င်းတို့ဆုံးဖြတ်ချက်အတွေ့အချင်းချင်းကြောတက်ရင်တက်ဖြင့်အပြန်အလှန်ဂုံပြုချီကျူးနေကြသည်ဤသည်ကလည်း၎င်းတို့ကြုံတွေ့ကြရသည့်များကိုစစ်ပွဲအသေးစားလေးရင်ဆိုင်ဆင်နွှဲကြရပြီး အသက်မသေးပဲရှင်ကျန်ရခဲ့သူများလိုယူဆထားကြသောကြောင့်လည်းဖြစ်သည်မလျှော့သောဆွဲ မစုံမနစ်သော စိတ်ဓာတ်ဖြင့်အပေးအယူပြုလုပ်ခဲ့ခြင်းများဖြင့်ဆုံးဖြတ်ချက်တစ်ခုရရှိလာနိုင်၍ယခုအခါ၎င်းတို့တိုက်ပွဲဝင်ခဲ့သည့်ဧရိယာတဲသို့ခေါင်းမော့ရင်မော့ပြီး ပြန်လည်ခြေတက်လာနိုင်ခဲ့ပြီဖြစ်သည်၎င်းတို့ဒုက္ခဒုက္ခခံခဲ့ရသည့်အချိန်များကကုံဆုံးလွန်မြောက်ခဲ့ပြီဖြစ်သည်နိုင်ငံသားတို့၏တာဝန်လည်းကျေပွန်ခဲ့ကြပြီဖြစ်သည်ကျေပွန်သည့်နေရာတွင်လိုရာချက်ပင် ပို့ခဲ့ကြသည်ဂျူရီဖိုမင်လောက်သူက အစင်သစ်ဖြစ်ပြီဆိုသည်ကို အထဲမှနေတကားခောက်အချက်ပေးလိုက်၍အပြင်တွင် ထိုင်ဆောင်ရင်းအိမ်ငိုက်နေသည်ဘီလစ်စရေးကြီးအန်ကယ်ဂျိုးသည် ပြူပြူပြဲပြဲထလာခဲ့သည်အန်ကယ်ဂျိုးသည်ဂျူရီများထားသည့်အခန်းကိုစောင့်ပေးရသည့်အပြင် အစားအသောက်အတွက်လည်းစီစဉ်ပေးရသည်မကျေနပ်သည့်များရှိကလည်းသူတို့ပြောသည်မျှ ရေးထားသည့်စာရွက်ကိုတရားသူကြီးလက်ထဲတိတ်တဆိတ်သွားထည့်ပေးရသေးသည်ငယ်ရွယ်စဉ်ကလိုအချားအယုံမကောင်းကတော့ခပပါထင်းရှုရတကားမှနေ၍အထဲရှိဂျူရီတွေပြောသည်များကိုချောင်းနားထောင်တတ်သည်ဟု ကောလာဟာလာများပင်ထွက်ခဲ့မှုသည်ထို့သို့သောတကားမျိုးကို သူကိုယ်တိုင်ရွေးပြီးတက်ဆင်ခဲ့သည်ဟု အဆိုရှိသည်ယခုအခါတော့ ထိုသို့ခိုးနှားထောင်ခဲ့သည့်အခြေများကရာဇဝင်ထဲတွင်ကြံ့ရင်းခဲ့ပြီဖြစ်သည်ဂျိုးသည်မိသူကိုမျှရင်ဖွင့်ခဲ့ခြင်းမရှိတော့လဲဇနီးဖြစ်သူကိုတော့ယခုတရခွင်တွင် တွေ့ကြုံခဲ့ရမှုများကြောင့်ပြီးသည်နှင့်သူ၏ပစ္စတိုတနတ်အိုကြီးကိုနန်ရန်တွင် အပြီးအပိုင်ချိတ်ပြီးတင်ထားကောင်းတင်ထားဖို့စဉ်းစားနေသည်ဟုပင် ထုတ်ပြောလာခဲ့သည်သူအနေနှင့်တရားလမ်းကြောင်းတက်မဲ့နိုင်ဖို့ ထမ်းရွက်ခဲ့ရသည့်ဝင်းတို့ဝင်ဘိုးကြီးကြောင့်စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်လာခဲ့ပြီလေဖြစ်သည်ဂျိုးကတရားသူကြီးကိုတွားပြောလိုက်ပါမယ်ဟုပြုံး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 နှင့် ပြောလိုက်သည် သူပြောပုံကတရားသူကြီးသည်တရားရုံး၏အတွင်းတနေရာတွင် သူ့အခေါ်ကိုထိုင်ဆောင်နေသည်လိုမျိုးဖြစ်နေသည်လှုပ်ထုံးလုံးသည့်အရာဆုံးမူရုံးစရေးကိုရှာပြီးတည်ငောင်းကိုတရားသူကြီးထံ ပါလိုက်ရမှာရှိသည်တရားရင်တစ်ခုလုံးအတွက်စိတ်လုံရှားဝင်တည်င်းကောင်းလည်းဖြစ်ပြီးထို့သောလူဆောင်တက်ဆောင်နှင့်ရှေးလျားသောတရားခွင်ကို တခါဘူးမြမကြုံခဲ့ကြဘူး၍လည်းဖြစ်သည်ထုံမြလောက်ကြာပြီးမှအဖြစ်မထွက်ဖဲပြီးဆုံးသွားပြီဆိုကတရားရုံတော်ဖို့မျက်နှာကောင်းလှမိမဟုတ်စေရေးကတရားသူကြီး၏ရုံငန်းတကားကိုအตาရာခောက်လိုက်သည် ထို့နောက်အထဲသို့ခြေတလန်းတာကာခန့်ဝင်လိုက်ပြီးစီရင်ချက်ရပြီခမညဟုဝန်ကြားသည့်လေတံနှင့်ပြောလိုက်သည်အကယ်၍အပြင်လူတယောက်ကသာသူ့လေတံကိုကြားလိုက်ရမည်ဆိုက ထို့သို့ဆုံးဖြတ်ချက်မျိုးထွက်လာအောင် သူကိုယ်တိုင် အစမှအဆုံးအပြင်မှန်းခံဆွေးနွေးခဲ့သည်ဖြစ်မည်ဟုယူဆကြမည်သာဖြစ်သည်တရားသူကြီးကမျက်လုံးကိုမှိတ်ပြီး ကျင်းနဲ့သွားသည့်ပုံဖြင့်တပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်သူမျက်နာတွင်လည်းပျော်ရွှင်မှုတစ်ဝက်ထိတ်လန့်မှုတစ်ဝက်ရောထွေးနေသည်အတော်ကိုစိတ်သက်သာရာရသွားပုံရပြီးကဲရှင်းနေပြီအကုန်လိုက်ခေါ်ကွာဟုပြောလိုက်သည်ဂျူရီများဆွေးနွေးနေကြသည်မှာငားရက်ခန့်ကြာလာသည့်အခါတွင်တော့တရားသူကြီးဟာရစ်ဆန်သည်မျော်လင့်ချက်ကုန်ခန်းစာပြုလာပြီး အဖြေမထွက်ဖဲပြီးဆုံးသွားမိဟန်းချူဒီပုံစံမျိုးဖြစ်သွားတော့မိအလားအလာကို တွက်ဆလာခဲ့ပြီဖြစ်သည်ထို့တို့ဖြစ်သွားမိဆိုက အမှုကိုအစ်စ်တပံပြန်စစ်ဆေးရပြီတော့မိလေးနှစ်ကျော်ကာလအတွင်းသူနိုင်ကိုနိုင် အပြိုင်ကျဲခဲ့ကြသည့်တရခွေများယခုလဲလေးလာနီးပါ အချိတ်အနယ်ရင်ဆိုင်ခဲ့ပြီးမှတရေဖြစ်သွားတော့မလားဟုသော အတွေ့အကြုံစိတ်မသက်မသာဖြစ်နေခဲ့ရသည် နောက်တစ်ကြိမ်ချက်ပြီးဆေးရအောင်မီလားဆိုသည်ကို တွေးမိမတွေးရအောင်ဖြစ်နေကြရသည်။ထိုင်ရာမှထားလိုက်ပြီးရုံတွင်စီဂွင်းတို့ဖနဲ့အဟောင်းကို ကောက်ဆွနေရင်းကကလေးတယောက်လို ပြုံးလိုက်မိသည်။ထို့နောက်ဝိယုံကိုခြုံလိုက်ပြီးသူ့တက်တန်းတစ်လျှောက်အရှိကြဆုံးဟုပြောလို့ရသည့်တရခွင်ကနောက်ဆုံးတွင်စုံကန်းတိုင်သွားခဲ့ပြီဖြစ်သည်။တရားရုံးစည်းကြီးက ပထမဦးစွာ Patent and Patent ရှင်းနေယုံကိုဖုံးခေါ်လိုက်သည်မြို့ဤအင်ဂျင်နေသည့်အရက်ရှိဒေါ်လာစတိုးဆိုင်အဟောင်းနေရာတွင်လင်းနေမယအတူတွဲ၍ဖွင့်ထားသည့်ကုမ္ပဏီလည်းဖြစ်သည် ရှင်းနေလက်ထောက်ကဖုံးမှုကောက်ကင်ပြီးစက္ကန့်အနည်းငယ်သာတစ်ဖက်မှပြောသည့်စကားကိုနားထောင်ခဲ့သည်ဖုံးချပြီးလင်ပြီးချင်းဂျူလီရီစီရင်ချက်ချလို့မယ်ဟုလမ်းအောင်ပြောလိုက်သည် ူဤအတန်သည်နိုင်ကောင်းသူဖြစ်နေသောယာယီအလုတ်ခန်းဖွင့်ထားသည့်ရုံငန်းများသို့ပဲ့တင်ထက်သွား၍ရုံရှိသူများခေါင်းထောင်ထလာကြသည် နောက်တစ်ချိန်ထက်အော်လိုက်ပြီးကုမ္ပဏီရှိလူများစုဝေးရာတွင်ကြီးဟု သူတို့ခေါ်သည့်အခန်းထဲသို့ပြေးလာခဲ့သည် အခန်းထဲတွင်ဝက်စ်ပေတန်သည်ရောက်နေပြီးသူဤဇနီးဖြစ်သူမေရီဂရိတ်စ်သည် နောက်က ြေးကလေးလိုက်ဝင်လာခဲ့သည်သူတို့မျိုးလုံးအိမ်များတွင်ဖုံးဖိထား၍မရသည့်ထိတ်လန့်ခြင်းနှင့်ဇဝေဇဝါဖြစ်နေသည့်အရိပ်အယောင်များကိုဖြတ်ခနဲမြင်လိုက်ရသည်ရုံးရှိရှေ့နေလက်ထောက်နှစ်ဦးစက်ကထရီနှစ်ဦးစည်ရင်းခိုင်တဦးသည်ရှေးလျားပြီးရှုပ်ပွားနေသော အလုဇပွဲတွင် ရောက်ရှိနေကြသည် သူတို့ခန္ဓာကိုယ်များလဲရုပ်ချီးဆိုသလို အေးဆက်တောင့်တင်းသလိုဖြစ်သွားပြီးတဦးကိုတဦးကြောင်တောင်တောင်နဲ့ငေးကြည့်နေကြသည်အားလုံးကတယောက်ယောက်စကားဆလာမိအချိန်ကိုစောင့်နေကြသည်အားလုံး၏စိတ်ထဲတွင်တကယ်ပဲပြီးသွားပြီလားတမျောတခေါ်ကြီးစောင့်လာခဲ့ရပြီးမှအခုလိုရုပ်ချီးအဆုံးသက်သွားသည်ကောဖြစ်နိုင်ပါမလားတယ်လီဖုန်းလေးတစ်ချက်ဆက်ယုံနဲ့ဖြစ်နိုင်ပါမလားအစရှိသည့်မိကုံးများ သူတို့အားလုံးဤကောင်းရေးတွင် အစီအရေးထွက်ပေါ်နေကြမိတာဖြစ်သည်အားလုံးငြိမ်ငြိမ်သက်သက်နဲ့ဆူတောင်းဝေပြုလိုက်ကြရအောင်လားဟုဝက်စကပြောလိုက်သည်အားလုံးလည်းလောဝါးနှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ရှဲ၍ဆုပ်လိုက်ကြပြီးယခင် တခါဘူးမျှဝေပြုခဲ့ကြဘူးခြင်းမရှိသည့်အလားဆူတောင်းလိုက်ကြသည်အားလုံးကဖျားသခင်ကိုတိုင်တယ်လိုက်ကြတော်လဲအနိုင်ရဖို့သာ တညီတညွတ်ထဲဆူတောင်းလိုက်ကြသည်။အိုးဖရာသခင်အခုလိုအချိန်တွေလုံလောက်ဆိုင်ခဲ့ရတာတွေငွေတွေအကုန်ကြခံစိုးရိမ်စိတ်တန်တရားစိတ်များစွာဖြင့်ဖျက်ကျော်ခဲ့ရပြီးဖြစ်၍ယေရှုပြုပြီးတပည့်တော်တို့အားကောင်းကင်ဘုံမှတဆင့်အောင်ပွဲပေးသနာတော်မူပါဗျာ။တပည့်တော်တို့မလိုလားသည့်စီရင်ချက်မျိုးကြောင့်အဆက်တကွဲနှင့်ဒေဝါလီခံ ပျက်စီးရမည့်အရေးနှင့်အခြားမကောင်းသည့်ဘေးရန်များမှကယ်တင်ပေးတော်မူပါဖေ။တရားရုံးစည်း၏ဒုတိယမြောက်အဖြစ်ဂျာရက်ကာတင်၏ဆဲဖုံးသို့ဆက်လိုက်သည်မစ္စတာကာတင်သည်တရားခံအကျိုးဆောင်အဖွဲ့၏ဘိတုကာကြီးလည်းဖြစ်သည်ဖုံးလာချိန်တွင်သူသည်ဟတ်တီဘတ်မြို့လေး၏မြို့လေကောင်တွင်ယာယီဖွင့်ထားသောရုံးခန်းထဲရှိငှားထားသောတရေဆူဖာရှိကြီးပေါ်တွင် လဲလျောင်းနေခြင်းလည်းဖြစ်သည်လဲလျောင်းခြင်းကသူ့အတွက်တနာရီလျင်ဒေါ်လာ950ပေးရသောအချိန်များကို ကိုရီးအထုပ်ပတ်တိစာအုပ်တအုပ်ကိုဖတ်ရင်းကုံလုံစေခဲ့သည် သူသည်တစ်ဖက်ကပြောသောစကားကိုတည်ငြိမ်စွာနားထောင်လိုက်ပြီးကဲဂျူဒီရီအစင်းသစ်ဖြစ်ပြီတဲ့တွားကြစို့ဟုပြောလိုက်သည်အနေရဥရောပဝိစုံများဝစ်စင်ထားသောသူဤနောက်လိုက်ရှိနေများသည်လည်း တတိအနေအထားဖြင့်ရက်လိုက်ကြပြီးသူ့နောက်မှတန်းစီက နောက်ထပ်အပြက်အသက်အောင်ဝဲခံရအောင်မီတရားရုံးရှိရာသို့ထွက်လာခဲ့ကြသည် သူတို့အချင်းချင်းလဲထင်မြင်ချက်များ ပြောမနေကြစုလဲမတောင်းကြစေရေးမှအခြားရှိနေများတင်းတောင်များထံဖုံးဆက်အကြောင်းကြားခဲ့၍မိနစ်အနည်းငယ်အတွင်းမှာပင်တင်းသည် တော်မီလိုပြန့်နှံ့သွားပြီတော်သည် နယူးယောက်မန်ဟတန်အောက်ပိုင်းအရက်ရှိမြန်မာလာသောအဆောက်အဦကြီးတစ်ခုအတွင် ထိတ်လန့်တုန်လှုပ်သောအမူအရာဖြင့်လူငယ်တအူးသည် အချိတ်အနည်းဆွေးနွေးနေကြဟန်ရှိသော အစီဝေခန်းထဲသို့မပြောမစိုးဝင်ချလာပြီးကာထရူဒိုအနာကဲ့၍အေးတကြီးတင်းကို တူတူပြောလိုက်သည် ထိုတင်းကိုကြားလျင်ကြားချင်းထရူဒိုသည်လက်ရှိပြောဆိုဆွေးနွေးနေသည့်အကြောင်းအရာများကိုစိတ်မဝင်စားနိုင်တော့ဘဲရုတ်ချီးဆိုသူလို့ မတက်ထားရက်လိုက်ပြီးခုတိုင်းဆိုချူရီတွေရဲ့စင်ချက်ထွက်လာတော့မယ်ဟုပြောပြောဆိုဆိုနဲ့အခန်းထဲမှနေ၍ဒေါန်စွန်းရှိ သူ့ရုံးငန်းကျဲကြီးစီသို့ထွက်လာခဲ့သည်အခန်းထဲရောက်ရင် အပေါ်အင်းကြီးကို ချက်လိုက်ပြီးနက်တိုင်ကိုဖြေလျှော့ကပဒင်းပေါက်ဖက်သို့လျှောက်သွားပြန်ပြီးအဝေးရှိ ဟဆန်မြစ်တလျှောက်အမောင်ရိပ်တန်းလာသည်ကို ငေးကြည့်နေသည် သူကိုယ်သူလဲအရင်ကလိုပင်မိကုံးထုတ်နေပြန်သည် သူပိုင်ကြီးမားကျယ်ပြန့်လာသောအင်ပါယာကြီးသည်အဘယ်အတွက်ကြောင့်များမစ္စစ်ပီရှိမထင်မရှားအရက်မှတာမန်လူ၁၂ဦးပေါင်းစုထားသည့်အသိဉာဏ်ပေါ်အတိအကျလာ၍အမိပြုနေရသည်။သူလိုအတော်များများကိုတည်ထားသည့်လူပင်လျှင်အဖြေက ထွက်မလာခဲ့။